ိုင်မဲစတိုရီကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာပရိသတ်တွေခုနားဆင်ရမယ့်ဇလံလေးကတော့စာရေးသူမင်းဆက်ကရေးသားထားတဲ့မိစ္ဆာညဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ရဲ့ဇလံလေးကိုတော့ကျွန်တော်နေလင်းကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာဟာဆက်ကစိုင်းမစင်ဘုံမစင်ကွာ လာမယ်ဆိုရင်လေကြိုပြီးတော့အကြောင်းကြားလိုက်ရောဗောငါဘူးတော့လာကြမှာဗောကွာထွေးမောင်ကခြံလေးကို ဝင်လာပြီးကျွန်ုပ်ကိုမြင်တာနဲ့ ပြာရခက်ပြီးတော့ပြေးလာကြပါလေ။ပကုံးတက်ကအဝိစာအိတ်ကိုလှမ်းယူပြီးအရင်နောက်မှာတော့အိမ်မော်ကိုခေါ်သွားခဲ့ပါလေ။အရင်နေ့ညကထွေးမောင်ကိုတိုင်းရာခင်းထဲမှာပြစ်ခက်ရာခဲ့တဲ့တောဝက်သားနဲ့ဝန်တွင်ကလီစာကျော်စနိုက်ကျော်တို့နဲ့ထမင်းမင်းမင်းစားခဲ့ပါလေ။ထွေးမောင်ရဲ့နှမနှင်းနှင်းကလည်းလွန်စွာမှဟင်းချက်ကောင်းလာပါလေ။ထွေးမောင်တို့မောင်နှမမှာတော့မိဘတွေကရွာထဲမှာအနေနေပြီးတောင်ရထဲမှာအနေများပြီးတော့ ရုံမတောင်ကြီးနဲ့မင်းမိုးမှတည်ရှိတဲ့ရွာလေးဖြစ်ပြီးညနေဘက်ကို ရောက်လာတဲ့ကအအေးတက်ကပူလာခဲ့ပါလေတရေရေနဲ့တက်လာပြီးအိမ်မြေမက်မှာညဘက်ရောက်တော့မနေနိုင်ပဲအိမ်နင်းမှာပဲနေရပါလေမီးလင်းမိုးတွေကမီးရှိန်အားကကောင်းလာရောက်အပူတက်ကိုလုံလောက်စွာရနေပြီးကျွန်ုပ်လည်းတရေတရက်ကိုရှောင်ထားတာဆိုတော့ထွင်းမောင်က မတိုက်ပါဘူးသူကလည်းကျွန်တော်နဲ့နှင်းနှင်းရှိမှမတော့ပဲနှင်းနှင်းကလည်း ိတ်ရာတွေကိုအစိုးကြီးဝင်သွားခဲ့ပါပြီ။မနေ့ကကျွန်တော်တို့တွေတောလေထွက်မှာဖြစ်တာကြောင့်မနေ့စာစောစောထပြီးတော့ချက်ပြူပေးရအောင်ပါပါ။အဲဒီလိုနဲ့ကျွန်တော်တို့နှစ်ယောက်လည်းစကားကောင်းနေပြီးတော့အတော်လေးညနေမှအိတ်ရာဝင်ခဲ့ပါလေ။မနေ့၄နာရီမှာတော့အိတ်ရာကထရွာဦးကျောင်းကအုံမောင်ခုတ်တန်းကျောင်း ထွေးမော်ဟာဘယ်ချိန်လေးကနိုးနေလဲမပြောတဲ့ပဲကျွန်တော်ကမနိုးပဲထသွားပါလေ။ကျွန်တော်ဟာခကြီးပန်းလာခဲ့တာကြောင့်တညာဟန်လေတူးပါလေ။ ဒါပေမဲ့ကျွန်တော်ကတော့နေမြင့်အောင်အိတ်တဲ့သူမဟုတ်တာကြောင့်နေနင်းကလည်းမိဖို့ခန်းထဲမှာချစ်ပြိုပီစီလူဖြစ်နေပါပြီ။အရေးတက်ကမိုးလင်းပိုင်းထိတည်တည်နေပြီးကျွန်တော်မှပါလာတဲ့အနှွေးတွေနဲ့မလုံလောက်ပဲအမွေးပါဆောင်ကြီးတစ်ထည်ကို ပထားရပြီးတော့မျက်နှာတက်ဖို့တဲ့နေနင်းကရင်နှွေးဆက်ပေးပါတယ်။ငပြောပန်းနဲ့ထမင်းတို့ပေးပြီးဝီလီဝီလီချိန်မှာတုံးရောက်တာအိမ်ကနေထွက်လာခဲ့ပါတယ်။အပြင်ကိုရောက်ပြီးတနအိနီးပါလောက်ထိတ်ဆောင်မှာ ရာခင်းထဲကိုရောက်ပြီးမိုးကလည်းလင်းလို့နေပါရှိနေပါပြီ။ရာထဲမှာတော့ထွေးမောင်နဲ့နှင်းနှင်းတို့ရဲ့မိဘနှစ်ပါးနဲ့တူလူငယ်နှစ်ယောက်ကိုတွေ့ရပြီးတော့ထွေးမောင်ကမိဘနှစ်ပါးနဲ့လူငယ်နှစ်ယောက်နဲ့မိတ်ဆက်ပေးပါတယ်။အဖေ၊ "तू ကကျွန်တော်တငယ်ချင်းဆက်ကားတယ်။အလုတ်ကခွင့်ယူပြီးတော့လားလေတာ။ကျွန်တော်တို့ဒီမနေ့တိုးလေထွက်ကြမလို့။ဟေးမနေ့ကပဲရောက်တယ်။ဒီမနေ့တိုးလေထွက်မလို့လားကွ။ခကြီးပန်းလာတာနဲ့တရက်တလေလောက်နားပါအောင်လား။ ရပါတယ်ဦးလေးကျွန်တော်ညအေးရွားပါပြီอืมမင်းတို့လူငယ်တွေကစိတ်ဆန္ဒတည်ကြည်တာကိုကွယ်ကဲငပြင်းနဲ့ဖုံးမောင်လေသူတို့နဲ့လိုက်သွားကွယ်အပေါ်လေးပါလေရတာပေါ့အဲ့ဒီလူနှစ်ယောက်လေယာခေနေကိုဝင်ပြီးစားတော့ကြတဲ့ဝက်တွေကိုညဆောင်အိပ်ပြီးပြစ်ခဲ့ကြတဲ့သူတွေပါဒါပေမဲ့သူတို့ညဆောင်အိပ်တဲ့ညမှာတိုးဘက်က မလာဘဲနဲ့ကျွန်တော်အကယ်ခက်မိတာကတော့ငပြင်းနဲ့ဖုံးမောင်ဟာလွန်စွာမှတွက်လက်ပြီး ဖြစ်လက်ကြတဲ့လူငယ်တွေပါထွေးမောင်တို့နဲ့လေဆွေရည်မျိုးရည်မကင်းဘူးလို့လည်းသိရပါတယ်အဲဒီလိုနဲ့ယာရဲကကောင်းကျင်းငှချိတ်ပေါင်းတဲ့စက်သားကြက်တိုက်ကျော်ကိုရှင်ရွေးကြည်နဲ့အဝတပြေစားတော့ခဲ့ပြီးရဲ့နောက်လေးယောက်သာထွက်လာခဲ့ပါတယ်ဒူလီကူစီပါခဲ့ပြီး ကြည်တော်တီးတီးမှလည်းမြားရန်တွေက အပြည့်ပါတော်လဲအတွေ့အကြုံရှိကြတဲ့သူတွေဖြစ်ပြီးတော့အထူးသဖြင့်တိုးရီမှာမိဝဲကြဖို့တော်ရဲ့သုံးမလင်းကိုလည်းဖုံးမော်နဲ့ငပြီတို့က လူကြီးတွေမသိခင်မှာဖွက်ပြီးတော့ယူလာခဲ့ပါတယ်။သူတို့နေထိုင်ရာပတ်ဝန်းကျင်နဲ့တဘာဝရာ အရေးတက်ကိုကောက်ွယ်ဖို့တွေရမကမိဝဲမှပဲအစဉ်ပြေးမှာပါ။ထွေးမောင်တို့နေထိုင်ရာတောင်ညိုရွာလေးကပဲခူးတိုင်းမှာရှိပြီးယူမတောင်ကိုမော့ပြီးကြည်ရလောက်အောင်တောင်ကြီးနဲ့လွန်စွာမှနီးကပ်လှပါတယ်။ဒေါ်စင်ရိုင်းတွေကြားရဲတွေဟာမကြာခဏရွာဘက်ကို လာတတ်ပြီးတတိထားပြီးတော့လည်းနေရပါတယ်။ရွာစီယိုအိမ်စီယိုတွေကို မြင်မားစွာကာယံထားရပြီးအထူးသဖြင့်တော့တောဝက်တီမြောက်တွေဟာရှာကင်းတဲ့ကို ဝင်ရောက်နှောက်ရှက်ဖြက်စီးတတ်ပါတယ်မြောက်တွေကတော့ကြံပြောင်းမှုတွေကို ကိုယ်တိုင်ကလည်းစားတော့ပြီးတော့မိမိတို့ရဲ့မိဘတွေဇနီးသားသမီးတွေစေမျိုးတွေအတွက်လည်းတည်ဆောင်တော်ရဲပါတယ်အဲဒါကြောင့်ရောသူရောသားတွေဟာညအချိန်မှာအဲ့ဒီတံတဝါတွေကိုရှာကင်းထဲမှာစောင့်ပြီးတော့ချောင်မြောင်ပစ်ခဲ့ရပြီးထောင်ချောက်ဆင်ပြီးတော့လည်းဖမ်းရပါတယ် တိုးရဲကိုဝင်စားပြုတဲ့အချိန်မှာမိုးလင်းလာခဲ့ပြီးတော့ကျွန်တို့တို့ဟာသူတို့နဲ့ခြေလမ်းညင်ညီရှင်ပြီးလိုက်လာနိုင်တဲ့အတွက်အံ့အားသင့်နေပါတယ်ကျွန်တော်ကတော့လမ်းလျှောက်ခြင်းတောင်းတက်ခြင်းစတဲ့ခရီးကျန်းတွေတောရခြင်းအလုပ်တွေကိုဝါသနာ ကြီးခဲ့ဒီမှာငယ်စဉ်ကလေးကပါကဲငါတို့တာလီယိုဘောက်ကိုသွားကြမယ်အဲ့ဒီမှာဂျီဝီတော်တော်ပို့တယ်ကွာသူတို့ကြိုက်တဲ့ဇီးပူတီတွေလည်းအဲ့ဒီမှာရှိတယ်ဟာထွေးမောင်တာလီယိုဘောက်သွားလို့ဖြစ်ပါမလားအာဘာလို့လဲကွာ ညောင်ချင်းမြောင်ချင်းနီးလို့လေကွာဟာနီးနီးပေါ့ကွာငါတို့ကတာလီရိုးပေါ့ကွာတော့မှလေအေးပေါ့ကွာဟိုညောင်ချင်းမြောင်ဘက်ကတော့ကြုံပြီးရောင်းသွားရင်ပြီးကြပါပြီနပြည့်ရာမိမလေးဖြစ်မှဖြစ်ရလေအဲ့ဒီလုံနဲ့ကျွန်တော်ဟာသူတို့ပြောဆိုနေတဲ့ဇကားထဲမှာတော့ညောင်ချင်းမြောင်ဆိုတဲ့ဇကားကလွဲလို့ကျွန်တော်ဘာမှမသိပါဘူးထိမောင်ကငပြည့်ကိုဟန်လိုက်တဲ့အခါမှာကျွန်တော်မသိစေချင်တဲ့သဘောလေးပါပြီးတော့ညောင်ချင်းမြောင်ကြီးက ။လက်ပြည့်မသွားဘဲတာစီရလောက်အောင်ဘလို့စိုးကျုံများရှိနေလို့လေ။သူတို့သုံးယောက်ကတော့ဒူးလေးကိုစီဓာတ်ကိုစီပါပြီမယ်။ထွေးမောင်ကတော့ကျွန်ုပ်ကိုတရှိတလဲပေးကြပါရင်ဘလို့ပဲဖြစ်စေတော်ရဲတောင်းနေမှာတော့လက်ထဲမှာအခုလောက်ကင်နာရရင်ကိုအာရှိလပါပြီ။ကျွန်တော်ကတော့တက်လုံကောင်းသူပြီပြီတော်ရဲကိုသုံးပါလုံးလောက်ရှောက်ဝင်လာခဲ့ပြီမယ်။မောပန်းခြင်းမရှိပါဘူး။တနီယာကိုရောက်တဲ့အခါမှာတော့ရှေ့ဆုံးကတွားနေတဲ့ထွေးမောင်ဟာ လက်တောင်ပြောင်းလိုက်ပြီးအကြောင်းထူးနေပါပြီ။ကဲရှေ့မှာတာလီယိုးပါပဲ။ဒူးတန်းချီတံမထွက်စင်းနေတတိထောင်တော့ကျွန်တော်ဟာတာလီယိုးဖို့ဆိုတဲ့နေရာကိုလှမ်းကြည့်လိုက်တော့ကျွန်တော်တို့ရင့်နေကြတဲ့နေရာကနေပီဒီယာနောက်ပဲဝေးတော့ပါတယ်။အနေမ့်မိုင်းနေရာအဖြစ်တရှိနေပြီးတိုးကလည်းပူပြီးတော့ထူးသလိုတပင်ကြီးတွေက တပင်နဲ့တပင်နီးကဲ့စွာ ပေါက်နေပါတယ်။ထီးမောင်ကအရေးအကြီးကိုခိတခဏစောင့်ကြည့်ပြီးလက်ကိုပြန်ချလို့ ဂုံဆောင်လေးတိုင်ဆင်းသွားခဲ့ပါတယ်။အောက်ကိုရောက်တဲ့အခါမှာတော့စိတ်ငနေဧကနေဖြစ်သွားပြီးခရီးတောက်လျှောက်နေခဲ့တာကြောင့်ခနာကိုယ်ထဲမှာလည်းအပူဓာတ်ကရနေပါပြီ။အဲဒီလိုနဲ့တာလီရိုးပေါထဲကိုဝင်ရောက်လာခဲ့ပြီးအဲ့ဒီနေရာမှာချောင်းတွေလေးတစ်ခုကမတိမတာစီးဆင်းနေပါတယ်။စံချောင်းလေးမဟုတ်ဘဲနဲ့ချောင်းလက်တဲ့တစ်ခုဖြစ်ပြီးခက်လန်းလင်းမှာတော့မဲမဲတံတန်တချို့ကလှုပ်ရှားလျက်ပါ။တရေတချို့ရေစင်းတောက်နေတာဖြစ်ပြီးတော့ ကန်းကနုံးတင်ပြီးချုပ်တွေ့ပြီးစားဝင်လေးတွေလည်းဖြစ်ပေါ်နေပြီးတရေတချို့ကအဲ့ဒီစားလေးတွေကိုရစ်နေပါလေ။သုံးရောက်စလုံးလည်းဒူလီညို့မှာမျှော်ရင်တက်လိုက်ပြီးရှေ့ကိုတိုးသွားပြီးကျွန်တော်ကတော့ခြေတံလုံးလုံးနဲ့လက်မဓာတ်ဖက်ကိုကန်လို့တွာတွာလိုက်ပါလေ။သူတို့သုံးရက်ကတော့ကျွန်တော်ထက်ပိုပြီးတော့တောင်းနေပြီးသုံးရောက်စလုံးတစ်ပင်နီနာမှာကက်လိုက်တာတွေ့ရပြီးတော့မကြာမီမှာဒူလီပြစ်တဲ့အတန်းတွေဇက်တိုက်ထွက်ပေါ်လာခဲ့ပါလေ။ အဲ့ဒါနဲ့တပြိုင်တည်းမှာတော့ဒရင်နှကောင်ကရေစက်မှာတုံငင်းပြစ်လေကြာသွားပြီခလန်လန်းမှာနေနေတဲ့ကျွန်တော်ဟာအဲ့ဒီနေရာပြေးသွားခဲ့ပါတယ်ဒရင်တုံကောင်တွေကတကောင်ကတော့မပြစ်မီမှာထွက်ပြေးသွားခဲ့ပြီတကောင်ကတော့မြားတစ်ချက်ထိမှန်လို့ကြံတဲ့တကောင်ကမြားနှစ်စင်မှန်ထားပါတယ်အရင်နောက်မှာတော့ငပြီကတေဆုံးနေတဲ့ဒရင်နှကောင်ရဲ့တကောက်ကျိုးတွေကိုဓာားနဲ့ဖြတ်မဲ့လှုပ်လိုက်တော့ထင်မှတ်မထားတဲ့အခြေအနေတစ်ခုပါဒရင်နှကောင်စလုံးက မြာတန်လန်းနဲ့ရှင်းနေရကရုတ်တရက်ထပြီးတော့ပြေးသွားခဲ့ပါတယ်ပထမတော့ကြောင်ပြီးကြည့်နေကြပြီးနောက်တော့မှသတိရသွားပြီးတော့စွပြုံပြီးပြေးလိုက်ကြတော့ကျွန်တော်ဟာလူငယ်ပြီးပြီးမခန့်ညင်စိမ့်နဲ့ဓာတ်ကိုဆွဲကတော်နေပြီလိုက်ခဲ့ပါတယ်ဒရေနှကောင်ကလည်းကျွန်တော်တို့ကိုအယောင်ပြပြေးတယ်လို့ကျွန်တော်တို့ကလည်းဒရေတွင်နဲ့မျက်ခြေပြတ်မသွားပါဘူးတပင်ကြိုးချောင်းတွေမှာချုံတွေချားမှပြေးတော့နေတာကိုကောင်းစာတွေ့ရပြီဆိုရရင်တော့ကျွန်တော်တို့ဟာ ဒရေတွေပြင်းနေတယ်လို့ပြေးကြခြင်းဖြစ်ပြီးတော့ဒရေတွေဟာဒဏ်ရာကြောင့်ကျွန်တော်တို့တဲ့ပို့ပြီးတော့မပြေးနိုင်ကြတော့ကျွန်တော်တို့ကလည်းဒဏ်ရာရထားတဲ့ဒရေတွေတဲ့ပို့ပြီးတော့မပြေးနိုင်တာလားမြည်သည့်အကြောင်းကြောင့်လဲဆိုတာစဉ်းစားလို့မရပါဘူးဒီလိုပြေးသွားရင်လည်းလူစု꿰သွားပြီကျွန်တော်နဲ့ထွေးမောင်ကတပွဲငပြင်းနဲ့ဖိုးမောင်ကတပွဲဖြစ်ပြီးကျွန်တော်တို့နှစ်ယောက်ဟာဘယ်နေရာကိုရောက်မှန်းမသိတော့ပါဘူးအဲ့ဒီလိုနဲ့ဒရေတီနဲ့ကောင်ကိုခက်လန်းလန်းကတောင်ပေါ်နားမှာတွေ့ရပြီး လေးကြနေတဲ့ပုံကမြားတင်တုံကလေးကြနေတဲ့အတိုင်းဖြစ်ပြီးအံ့အားတင့်စရာကောင်းလာပါလေဟာဖူကောင်နေလေဘေဟိုရော်သွားပြီလေမသိဘူးကွာမုံမောရှိတာနဲ့တပ်ပင်တပင်အောက်မှာချစ်ပြေးလက်ပြေးထိုင်လိုက်ပြီးထွေးမောင်ကတပ်ပင်ကြီးကိုမှီပြီးလှင်းနေရကပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ဟမ်ဒါညောင်ချင်းမြောင်ကြီးပဲမကြမီမှာတော့တော်ရင်တနေရာကထပ်ပေါ်လာတဲ့တဝူးနဲ့တန်နေကိုကြားရပြီး တယောက်နဲ့တယောက်အချက်ပေးခေါ်လိုက်တဲ့အတက်မှာတိုးထဲမှာလူချင်းကွေးသွားရင်ဖြစ်ဖြစ်လုပ်ငန်းဝင်ကိုပြန်လာရင်ဖြစ်ဖြစ်လူနာမည်ကိုမခေါ်ဘဲအချက်ပေးကခေါ်ကြပါလေအယူအဆအရတော့ချက်တွေကအယောင်ဆောင်ပြီးခေါ်မှဆိုတာကြောင့်လူနာမည်ကိုချက်တွေကမှတ်သားထားပြီးလိုက်ပြီးခေါ်ခဲ့ရင်တော့တည်ဆုံတက်တယ်လို့ကြားဖို့ပါလေဒီခါမှာထွေးမောင်က ချက်ချင်းပြန်အတန်ပြုတ်လိုက်ပြီးတစ်ဖက်ကလည်းအတန်ပြန်ပြီးလာပါလေဒီလိုနဲ့ တလဲစီအတန်ပြူရင်နေခဲ့လာပြီခဏကြာတော့လူနှစ်ယောက်ကချုပ်နေကနေဘွားကနေပေါ်လာပါတယ်ဟာဟုတ်တယ်ကွာသူတို့နှစ်ယောက်ပဲဖိုးမောင်နဲ့ငပြေတို့ကလည်းသူတို့ကိုတွေ့သွားခဲ့ပြီးတော့ဝမ်းသာအားရနဲ့ခြေတဖုံဖုံနဲ့ပြေးလာပါတယ်ငါမင်းတို့နှစ်ယောက်ကို စိတ်ပူနေတာကွာအေးငါတို့ကလည်းဧည့်သည်ဘာနေလို့စိတ်ပူနေတာကိုစက်ကတယောက်တည်းတကယ်ပြားစီဖြစ်သွားရင်တော်တော်ကိုရှာရခက်မှာကွာငပြေကမျက်စိမျက်နှာပြက်နေပြီး ကျွန်တော်တို့ရောက်နေတဲ့နေရာဟာသူတို့တတိထားပြီးပြောနေကြတဲ့ကျင့်မြောင်ကြီးဆိုတာဖြစ်တာကြောင့်နောက်မှပဲသိလိုက်ပါတယ်ကျင့်မြောင်ကြီးကိုဘလို့အကြောင်းတွေကြောင့်ကြောက်ကြတာလဲကဲတရဝနကောင်ကဒီမှာလဲနေတော်ဘူးကွာတော်တော်ဒုက္ခပေးတဲ့ကောင်လေးငါတို့ဒီနေရာတော့ရအောင်ကွာဖုံးမောင်ကတရေနှစ်ကောင်ရဲ့အကျိုးတွေကိုလှီးဖြက်လိုက်ပြီးခြေထောက်တွေကိုပူးချီပြီးတော့ငပြင်းနဲ့ဖုံးမောင်ကတကောင်စီထမ်းပြီးတော့အဲ့ဒီနေရာကထွက်လာခဲ့ပါတယ်ဟာပြုံးနေ မတို့ကြီးထွက်လာကြပြီကွာကြင်မြောင်နေရအခုကြီးမထွက်နိုင်သေးဘူးကွာထွေးမောင်ကလမ်းမရဲ့ပြောလိုက်ပြီးပတ်ဝန်းကျင်ကိုလည်းဟိုဟိုဒီဒီကြည့်ပြီးတော့ကြံရမရဖြစ်သွားပုံပါဟာဟိုဒီတောင်မင်းနေမင်းကိုအမှတ်သားလုပ်လာတာထွေးမောင်ဒီပင်ကြီးရဲ့အနောက်ဘက်မြောက်ဘက်နားမှာတစ်ပင်ကြီးတစ်ပင်ရှိတယ်ကွာအဲ့ဒီတစ်ပင်ကြီးရဲ့ဘေးနားကလမ်းကတစ်ခုတ်သမားတွေတောင်းနေတယ်လမ်းပဲအခုအဲ့ဒီတစ်ပင်ကြီးလေဒီကနေလှမ်းကြည့်တာမတွေ့အောင်တော့မဟုတ်သေးဘူးကွာ ဟာလေဟောဒီတောင်မင်းနေပင်ကိုအမှန်သားလှုပ်ထားတာမလဲမကဲကတာလီယူဘုတ်ကနေဆင်းလာတယ်ချောင်းမောင်လေးတကူရှိတယ်ကွာအဲ့ဒီချောင်းမောင်လေးကိုရှောင်းလုံးမတွေ့ကိုဖြစ်နေတာဒါဆိုရင်တော့ကွာမင်းတို့တွေပြောနေကြတယ်တောင်မင်းနေနဲ့ချောင်းမောင်လေးကဘေးရောက်သွားတယ်ငါတို့တော့တောင်မောင်ပင်နဲ့တူပါရဲ့ကွာဟာဖုံးမောင်မင်းကလည်းရှောက်ပြောမနေပါနဲ့လာဟိုဘက်ကိုသွားကြည့်အောင်အဲ့ဒီလိုနဲ့ဘလောက်ပဲတိုးသေးကိုအနှံ့လျှောက်ပြီးတာလီယူဘုတ်ကိုထွက်တဲ့လမ်းကိုရှာခဲ့ပြီမယ် လုံးဝမတွေ့ပါဘူးကျွန်တော်ကတော့သူတို့နောက်ကို တကောက်ကောက်လှည့်ရင် လူကလည်းခွေနှုံးကြလို့ပင်မနေပါပဲဒီလိုတကားမှမဖြစ်ဘူးပေါ့ကွာဒီတိုင်းဆိုတော့ဒီညတော်ရဲမှာအိတ်ရအောင်မယ်ဆက်ကမင်းလည်းပင်မနေကွာ မင်းပါလာမှအဆင်မပြေဖြစ်နေတာစီမကောင်းပါဘူးကွာဩတငယ်ချင်းကလည်းဘေးတက်နိုင်မှာမလဲငါကလည်းမင်းတို့ကိုအားနာနေတာကွာမနာပါနဲ့ကွာ ငါတို့ကမင်းရောက်လာလို့ပျော်နေတာကွာကဲအချိန်လည်းမရှိဘူးတို့တနေရာမှာနားရအောင်အဲဒီနောက်မှာတော့ဒရေနှကောင်ကိုဖျက်တစ်ကိုင်းတစ်တို့ချောင်းတွေနဲ့ဒဆိုထိုးမိခင်ပြီးမနီမွေးကဆက်အိုင်ကြီးတိုင်မှာရေချိုးကြပါတယ်အဲဒီလိုနဲ့ဒရေသားကင်နဲ့ဓမင်းကိုမနဲ့စာရောညနေစာပါပေါင်ပြီးစရပြီးတော့ဒရေသားကင်နှကောင်ဟာဒဆိုထိုးထားတဲ့အတိုင်းပဲစင်ပေါ်မှာအဲ့ဒီအတိုင်းမိဘုံကြီးတပုံကိုတော့ မနီမဝေးမှာဖို့ထားလိုက်ပါတယ်။မိဖို့ကြောင့်အေးတံကိုတက်တာပဲမယ်။တားကောင်ကြီးရဲ့ရံကိုလည်းကာကွယ်ပေးနိုင်ပြီးမှတ်ချင်ရင်လည်းမကတ်နိုင်ပါဘူး။အထူးသဖြင့်မိုးကြိုးစပြူလာခဲ့တာနဲ့လူရဲ့အသွေးသားကိုဆုပ်လို့တဲ့ချင်းကြီးတွေဟာအုတ်လိုက်ကြီးကို ရောက်လာတတ်ပါတယ်။ကဲဟောင်းဆက်ကငါတို့အေးတံခံနိုင်မှုတွေနင်းနေပါပါလုံမလို့ကွာ။မင်းလေစစ်ပြေပါပြီလေလုံပါလား။တော်ပါပြီကွာမင်းတို့ပဲလုံပါ။ဒါမလုံချင်ပါဘူး။ လာပါကွာမင်းရနေဘေးမဖြစ်ပါဘူးကွာခင်းခင်းမင်းမင်းရင်းရင်းနီးနီးပေါ့အဲ့ဒီမှာကျွန်တော်လည်းမနေတာတော့ပဲဘိုင်းနေဝင်ရပြီးတော့ဒေရဲသားခင်နဲ့တောက်လိုက်စားလိုက်မြေးလိုက်နေတဖြည်းဖြည်းညနေပိုင်းကို ရောက်လာခဲ့ပါတယ်ကဲစကမင်းအဲ့တော့ကွာငါတို့၃ယောက်ကတော့တလေစီကင်းဆောင်မယ်ညဦးဘင်းကိုတော့ငါရင်ဆောင်မယ်ညလေပိုင်းကိုငပြေဆောင်အဲ့ဒီနောက်ပိုင်းတော့ဖုံးမောင်ဆောင်မို့ကွာဟာမလုပ်ပါနဲ့ငါလဲတောင်းဝင်ယူပါမယ်ကွာ ဩစကမင်းဟာအိပ်ပါကွာငါတို့ကယာကင်းထဲမှာဝတ်တွေစောင်းနေတယ်အဲ့ဒီလိုလှုပ်နေကြဒီတစ်ခုပဲငါတို့ရေတာဝန်ယူရစေတတော်လုံးမှာတိတ်ဆိတ်ညင်တက်လျက်ရှိပြီးတော့ထွေးမောင်ရဲ့ညာဦးပိုင်းကိနာဝင်းကမပီသေးပဲအချင်းက7နာရီကျော်ကျော်တကောင်ရဲ့နားကိုကက်လာခဲ့ပါပြီထွေးမောင်ကတော့တချီကိုဘေးမှာချတစ်ပင်ကိုကျုံးမိထန်နေပြီး အဖော်သုံးယောက်ကအိမ်မောကြောက်နေပါပြီမိဘုံနဲ့ကို ထင်းချောင်းနေဖြစ်လိုက်တော့မိကြောင့်မိလျံတွေက တမဟုတ်ချင်းတက်လာပြီးထွေးမောင်တယောက်အဲ့ချင်းစိတ်ကို တားဆီးလို့မရနိုင်အောင်ဖြစ်လာခဲ့ပါတယ်။အရင်တော့တပင်ကြီးကိုမိပြီးအိပ်ပျော်သွားပြီးတော့တိုးဟာပူပြီးတော့လေတိတ်ဆိတ်သွားသလိုပါဒီချိန်မှာလေးယောက်စလုံးကအိမ်မောကျနေပြီး မကြမီမှာတော့ချုံမိုကြီးရဲ့အခွဲကမဲမဲတရံတချို့ထွက်လာပါတယ်။ငှက်ဆိုးတကောင်ကတပင်မောကရှက်တိုက်ပြန်တန်းသွားပြီးတရွေရွေနဲ့လှမ်းလာတယ်မဲမဲတရံကြီးဟာ အဲ့ဒီအကောင်ကြီးရဲ့အဲ့ဒီအကောင်ကြီးရဲ့ခြေလှမ်းကနှေးကွေးလာပြီးလေထဲမှာရွေလျားပြီးတော့လာနေတယ်လို့ပါကျွန်တော်ကတော့အိပ်ပျော်နေပြီမဲအိပ်မပျော်သလိုခံစားနေရပြီးပျော်တဲ့ချက်မပျော်တဲ့ချက်မျက်လုံးကိုဖွင့်မရအိပ်ရပြောင်းရင်တော့ဒီလို ခံစားရပါတယ်အိပ်မပျော်ခင်မှာမတိစိတ်ကအုံနောက်ထဲကိုတက်လှမ်းလိုက်တယ်လို့ဖြစ်သွားပြီးတော့အကြောင်းတစ်ခုခုကြောင့်လှုပ်နှိုးခံရတယ်လို့ဖြစ်သွားပြီးလေးပင်နဲ့မျက်လုံးတွေကို အနိုင်နိုင်ဖွင့်ကြည့်လိုက်ပါလေအဲ့ဒီအခါမှာကျွန်တော်တွေ့လိုက်တာကတရွေ့ရွေ့လှမ်းလာနေတဲ့မင်းမဲတဲ့နေပါ မြင်မာတဲ့အရက်ရှိပြီးကိုလုံးကိုတွေကလည်းကြီးမာတုတ်ခိုင်လုံးလာပါတယ်အမွေးအမြင်တွေက မျက်နာကိုပါ ဖုံးလွှမ်းနေပြီးလူဝင်ဖြစ်ဖြစ်ဝက်ဝင်ဖြစ်ဖြစ်ဒလောင်ကြီးမာတဲ့အရက်တော့မရှိပါဘူးအဲ့ဒီအချိန်မှာမီးကြောင်မီးလျံတွေက ဟုတ်ကနေတက်လာပြီးတောက်ပါသွားတဲ့အလင်းရောင်ကြောင့်မျက်နာကြီးကို ထင်ရှားစွာမြင်လိုက်ပါတယ်။မျက်နှာကပြပြပါဇက်ကြီးတွေက ဖြည့်ထားပြီးအစွေလေးချောင်းကလည်းဖွင်းနေပါတယ်။အဲ့ဒီတရဝါကြီးကတရွေ့ရွေ့လှမ်းလာမိမယ်။ရှောက်လန်းလာတယ်လို့မထင်ပဲလေထဲမှာယူလာတယ်လို့ထင်မိပါတယ်။အဲ့ဒီအကောင်ကြီးကမိဘုံကိုဝိုင်းပယ်ရောက်လာပြီးဒီခါမှတည်တည်ကြွယ်ကြွယ်မြင်လိုက်တော့စုစုပေါင်း၅កောင်ပါ။တရေနှကင်ကိုတွေ့သွားပြီးတိုင်ပင်ထားကြတယ်လို့ဝိုင်းတိုင်လိုက်ပြီးတော့ လင်းလေးကအရက်တွေကိုဝစိခွက်တွေထည့်လိုက်တယောက်စီမောတော့လိုက်ဒေယကင်သားကိုဖိစားလိုက်နေအံအားတင့်စရာကောင်းလာပါလေအဲ့ဒါနဲ့ကျွန်တော်ဟာတဖြည်းဖြည်းတောင်းဓာတ်ကိုကောက်ကင်ပြီး ထွေးမောင်ကိုနှိုးလိုက်ပါလေထွေးမောင်ကလည်းစက္ကနေနိုးလာပြီးတော့ကျွန်တော်ကလက်ညိုထိုးပြလိုက်တော့မျက်လုံးပြူသွားခဲ့ပါလေအဲ့ဒီနောက်အိပ်ပျော်နေတဲ့ငပြည့်နဲ့ဖုံးမောင်ကိုထိုင်နေရဲကကျွန်တော်နဲ့ကန်နှိုးလိုက်ပြီးနှစ်ယောက်စလုံးနိုးလာခဲ့ပါလေ အရင်တော့နှစ်ယောက်စလုံးကအကောင်ကြီးတွေကို မြင်သွားပြီးငုတ်တုတ်ထပြီးတော့ထိုင်လိုက်ပါတယ်အကောင်ကြီးတွေကတော့တရေသားကိုလောဘတကြီးစားနေပြီးတယောက်လက်ကတယောက်လူစားနေပြီးတော့တရေကိုလည်းသူ့တဲ့ငါလူရဲ့တော့မျက်စိအောက်မှာတရေကင်နှစ်ကင်နဲ့တရေတွေပါ တက်တက်ပြောင်းသွားခဲ့ပါတယ်ဟာဘလို့အကောင်ကြီးလေးကွာတို့အတွက်ခြံတဲ့အစားတော့တွေအကုန်ကို စားလိုက်ပြီအတန်ကြားသွားတဲ့အခါမှာတရဝကြီးတွေက ကျွန်တော်တို့ဘက်ကိုအာယုံစိုက်လာပြီမိဘုံကမိတော့ကလည်းအလိုလိုထထောက်လာတော့သရဝကြီးတွေရဲ့ရုပ်စင်းအင်္ကာကို ထင်ရှားစွာနဲ့မြင်လိုက်ပါတယ်မျက်လုံးကြီးတွေကအပြူသားနဲ့မိကြီးကလေးပမာရေရေတောက်နေပြီဒီကောင်ကကျွန်တော်တို့ဘက်ကိုလက်ညှိုးထိုးပြီးတော့ဟာယောဒီကောင်ကြီးဟာစားစရာကုန်သွားလို့တို့ဘက်ကိုလှည့်လာပြီကွာငါတို့ငါတို့ရန်ရှာရအောင်မယ်ကြောက်တက်တဲ့ဖုံးမောင်ကဓာတ်ကိုကြည်ကြည်ပေါအောင်ဆုတ်လိုက်ပြီး အဲ့ဒီတရဝကြီးတွေကနေရာကနေထလာခဲ့ပြီးခြေကားရလက်ကားရနဲ့လှင်မြန်တဲ့အဟုန်နဲ့ပြေးဝင်လာခဲ့ပါတယ်အဲ့ဒီနောက်ထွေးမွန်ဟာတရှိကိုကြိုက်ပြီးတော့ပြေးဝင်သွားပြီးသူတွေ့ကိုတွေ့ရင်ဆိုင်တွေ့ပြီးတော့အရင်ဥဆုံးဓာတ်နဲ့ပိုင်းခြားလိုက်ပြီးမယ်တရဝကြီးကိုထိတ်သွားပြီးမယ်ပြန်လေခုံထွက်သွားလာလားဒါမှမဟုတ်သူ့ရဲ့ကိုဘောကနေချော်ထွက်သွားလာလား나ကျင်စွာအော်တန်လေးမကြရ ချိုမြင့်နေတဲ့လက်သက်အရှိကြီးနဲ့ထွေးမောင်ကိုကုတ်ကျင့်မဲ့လှုပ်လိုက်တော့အရှိမီရှောင်းတိန်နိုင်ခဲ့ပါလေကျွန်တော်လည်းမနေတာတော့ပဲပါဇက်ကြီးကိုဖြေတည်ရီတများများနဲ့ဝင်းလာတဲ့တရဝါကောင်ကြီးကိုဓာတ်နဲ့ပြေးပိုင်ချလိုက်ပါလေဒါကအကောင်ကြီးရဲ့လေဘင်းနီယာထိသွားပြီးတော်တော်နဲ့နဲ့လေးကို ဝင်သွားခဲ့တာပါဒါပေမဲ့တရဝါကြီးကနာကြီးစွာအော်ဒန်လေးထွက်ပေါ်မလာပဲတကြက်သေးတာမက စက်ကစက်ကပိုင်ချလိုက်ပါလေ ဒါကပြန်ကုန်ထွက်လာပြီးတေလောက်တဲ့ဒံယာမျိုးဖြစ်ပေမဲ့ဒံယာကမနာပဲအံအားတင့်စရာကောင်းလာပါလေတရဝကြီးကလက်နှစ်ဖက်နဲ့ကျွန်ုပ်ကို လိုက်ဖမ်းပြီးကျွန်ုပ်ကလည်းကြောက်လန့်တကြားနဲ့ရှောင်ထွက်ရပါတယ်အဲ့ဒီအချိန်မှာတော့တရဝကြီးရဲ့အမွေးမြင်ကကျွန်ုပ်ကိုစူးသွားပြီးအချောင်းနေလို့စူးသွားခဲ့တာဖူးမောင်ထိုးထည့်လိုက်တဲ့ဒါကလည်းကိုရဲကိုဖောက်ဝင်ပြီးကြောဘက်ကနေပြန်ထွက်လာပါတယ် ဒါပေမဲ့လေကိုထိုးမိသွားသလိုခံစားလိုက်ရပြီမေတတော်ဝါကြီးကတော့နာကျင်မှုဝေဒနာခံစားလိုက်ရဟန်တူပါတယ်အကောင်ကြီးကချုံမြင့်နေတဲ့လက်သေးတွေနဲ့ကျွန်တော်တို့ကိုလိုက်ဖမ်းနေပြီသူတို့လက်သေးကိုသာရောက်သွားရင်တော့ဘိုက်ကိုပေါက်အိုသေးတွေတပြုံလုံးထွက်ကြလာတဲ့အထိရန်ကားကြမှာတေးကြပါတယ်ဘလို့ပဲတိုက်ခိုက်ပြီမေကျွန်တော်တို့ကသာခြေကုံလက်ပန်းကြအားတွေကုံသွားခဲ့ပြီသူတို့ရဲ့အမဲပြက်ခြင်းကို ခံရတော့မှာပါ လေးယောက်စလုံးခံစားနေရပြီ နောက်တဲ့တစ်ချက်ကအဲ့ဒီတရဝါကြီးဟာလွန်စွန်မှနှံပြီးတော့ဆူရွာလာတဲ့အပုံနဲ့နေထွက်ပေါ်နေပါတယ်အဲ့ဒီအချိန်မှာဘလို့ဖြစ်သွားတယ်မသိတရဝါကြီးရဲ့ကိုကိုတစုံတစ်ခုသောအရာကတတောင်တောင်နဲ့ထိမှန်သွားခဲ့ပြီးနှက်ကြောတဲ့အိုတန်ကြီးထွက်ပေါ်လာပြီးအကောင်ကြီးရဲ့ထူထင်းနေတဲ့အမွေးမြင်တွေဟာမိခေါ်ငွေတွေထွက်လာပြီးတော့ဟုတ်ကနေဆိုမီးတောင်တွေဖြစ်ပေါ်လို့သွားပါတယ်တရဝါငါးကောင်စလုံးမီးတောင်သွားကြပြီး နာကျင်စောအော်ဟစ်နေကြတယ်အတန်ဒီကြောင့်တတော်တတော်လုံးစူညံလို့တော့ပြီးမိတော့ဒီလွန်ကျွမ်းခံနေရတဲ့အဲ့ဒီတတော်ကြီးရဲ့ခန္ဓာကိုယ်ရီဟာတွန့်လင်လေးရဲ့ရှိပြီးတော့လက်နှစ်ဖက်ကိုလည်းမြောက်ကအဆွဲဖွေးပြီးနေပါးစပ်တွေကိုလည်းပို့ပြီးတော့ပြေးအားထားပါတယ်မျက်လုံးကြီးတွေကပို့ပြီးပြူလာတယ်လို့ထင်ရပြီးဝေဒနာခံစားနေကြတဲ့ကြောက်စရာအကောင်ကြီးတွေဟာနောက်ဆုံးမှာတော့တုံးတဲ့အထဲကိုပြေးဝင်သွားခဲ့ပါတယ်ဟာပြေးပြီပြေးပြီဘလို့ဖြစ်သွားပါလဲ စကစကမင်းဘာလို့ရောင်ပြီးတော့အုံနေရလဲကွာကျွန်တော်ရဲ့လက်မောင်းကိုတစုံတယောက်ကနှုတ်လိုက်တာကြောင့်လက်နိုးသွားပြီးဘေးမှာတော့လူသုံးယောက်ကငို့တို့ထိုင်နေပါလေဟာငါဘာဖြစ်သွားလဲမင်းအိမ်မက်မက်နေတာမဟုတ်ဘူးလားအော်အေးကွာဟာအိမ်မက်မက်နေတာပဲကွာအိမ်မက်ထင်းမှာအဲ့ဒါနဲ့အိမ်မက်အကြောင်းကိုပြန်လဲပြောပြလိုက်တော့အေးကွာမင်းအိမ်မက်ကလည်းကြောက်စရာပဲဒါပေမဲ့အိမ်မက်ဆိုတော့လေမက်ချင်ရမက်မှာပေါ့ကွာကဲ ငါကင်းဆောင်ရင်လည်းအိပ်ပျော်သွားတယ်။ဒီကောင်တွေရဲ့တယောက်မှမနှိုးကြဘူးကွာ။ဟုတ်တယ်ကိုစက်ကိုင်းကျွန်တော်လေးစပြီးတော့အိတ်တွေကတုံးဝင်နေပြီ။တရေးမောက်ကမနှိုးဘူးဗျာ။တတော်လေးအိမ်မက်ကောင်တွေမဟုတ်ပါဘူးဗျာ။ဒီတကဘလို့ဖြစ်လဲမသိပါဘူး။ဟုတ်တယ်ဗျာ။ပူပြီးအားသင်းဖို့ကောင်းတာကောင်း။ဟောဒီမိဘုံကမိဖို့ပြီးတော့တောက်နေတယ်။ထင်းတော့နေလေထက်ပြေးတာလေ။ပြီးတော့လေဒေရဲ့အကင်းကြီးလည်းမရှိတော့ဘူးဗျာ။ပလင်းလေးကအရက်တည်းလေတက်တက်ပြောင်းနေပြီ။ ကျွန်တော်တို့တွေအံ့အားတင့်သွားပြီအာလုံးငြိမ့်တဲ့သွားပြီးတော့တောင်တောင်ဤတွင်းနေပြီမကြခင်မှာတိုးကျဲ့တွန်တန်တွေကြားလိုက်ပါတယ်လင်းရောင်ကြီးရောက်လာတဲ့အခါမှာအမောင်ကွေပြောက်လို့တတော်လုံးလင်းလာခဲ့ပါတယ်ကျွန်တို့လည်းမိဘုံနဲ့မလမ်းမကမ်းမှာရှိတဲ့အရာလေးတစ်ခုကို တွေ့ရပြီးနေရာကထပ်သွားပြီးကောက်ယူကြည့်လိုက်တော့တပိကွေအစလေးတွေပါဒီရာလေးတွေကဘလို့အကြောင်းကြောင့်ဒီနေရာကိုရောက်နေခဲ့တာလဲတပိကွေအစလေး၅ခုဖြစ်ပြီးတော့ အိမ်မက်ထင်းမှာတရဝါကြီးတွေကိုထိမှန်ခဲ့တဲ့အရာကအဲ့ဒီအရာလေးတွေလားကျွန်တော်သိရသမျှဆိုတော့တိမ်ဝင်တပိတ်ကွေးတွေဟာမကောင်းဆိုးပါကောနိုင်နေနေဆိုတော့ပါဆက်ကမင်းလက်ထက်ကဘာလဲကွာအော်တပိတ်ကွေးလေးတွေကဘလို့ကြောင့်ဒီလိုရှောက်နေလဲမသိဘူးကွာမစမ်းပါဘူးကွာတယောက်ယောက်ကကျူလာတာဖြစ်မှာဘောကွာကဲငါတို့မျက်နှာတက်ပြီးတော့အပြန်လန်းကိုရှာရမယ်အဲ့ဒီလိုနဲ့စမ်းချောင်းမှာမျက်နှာတက်နေတော့ ဟာဟိုမှာတောင်မင်းနေမင်းနေကြောင်းပါဘွာငါတို့ဒီလောက်ရှာခဲ့တာဘာလို့မတွေ့လဲမသိပါဘွာအကြည့်စမ်းအေးကွာဟုတ်ပါရဲ့ဒီနားမှာကက်ပြီးတော့လွင်းနေတာလေးရောက်စလုံးမျက်စိမှောက်နေတာအန်အားသင့်စရာပဲကွာဒီနောက်မှာတော့အပြန်လမ်းစောက်ကိုတွေ့ပြီးဖြစ်တာကြောင့်ဝမ်းသာနေပြီးတောင်ပင်းနေပင်ကို အမှတ်သာပြုထွက်လာခဲ့ပါတယ်ကျွန်တော်လည်းလမ်းမှာစဉ်းစားမိပြီးမိုးဆိုးလို့လို့ပို့တိုးတဲ့ဝင်ခဲ့တဲ့အခါတိုးပိုင် တောင်ပိုင်တွေကိုလက်မိုင်းမတင်ခဲ့လို့ လမ်းပြောက်ခဲ့ခြင်းလားအဲ့ဒါကြောင့်တန်းခဲ့ပြီးတိုးရင်းမှာတညအိတ်ခဲ့ပြီးထွေးမောင်တို့ကအဲ့ဒီထုံနှဲစလာကို မသိတာကြောင့်မပြူတာလားဘလို့ပဲဖြစ်စေအိမ်မက်ထင်းမှာကြီးစိုးခဲ့တဲ့မိစာညကိုတော့တသက်မမေ့နိုင်တော့ပါဘူးပရိသတ်တွေခုနားဆင်ခဲ့ရတဲ့ဇလံလေးကတော့စာရေးသူမင်းဆက်ကရေးသားထားတယ်မိစာညဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့လေခုလိုမျိုးစိတ်ဝင်စားဝယ်ရာဇလံလေးကိုဆက်လက်တင်ဆက်ပေးဖို့ရှိတာကြောင့်စောင့်မျှော်နာစဉ်အားပေးကြပါအောင်ဗျာ ပြည်သက်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့စီပါလက်လာပါများဒီရေလာတိုးတက်ကြီးပါကြပါစေဗျာ။